ခုဦးနိုင်ကပထမဦးဆုံးဒါလူလေးဆောင်ရင်းတယ်ဦးနိုင်ရဲ့မိတ်ဆွေတွေကိုဗာပြပေးမလဲဆိုတော့နော်ခွန်ပေါ့နော်ခွန်နဲ့ပတ်သက်ပြီးတော့ဒီ site ကလေးတွေကနေပြီးတော့ခွန်ကိုလုံးကြမယ်ဆိုတဲ့စနစ်ကလေးကိုဦးနိုင်ကပြပေးမှာပေါ့နော်ကိုထိပ်ပရိကို338 3ညာထိပ်ပရိ3ညာ3ညာခွန်တိထိပ်ပရိ3ညာ6ဆိုပြီးတော့ဒါဒီ frame ကိုတည့်ရတယ်ပေါ့တည့်တော့ဒါနှစ်ဆမှာအဲ့ဒီ C line တွေကနေပြီးတော့

ုံညာလေးတုံညာဆိုတဲ့ကဉ္ဏ်ဒီ6ခါတုံညာပရိရဲ့တပွဲကျော်ကိုကြားတယ်ကြားပြီးကြတယ်သူ့ရဲ့ဒီဆောင်ကဒီကဉ္ဏ်ဒီသူ့ရဲ့နောက်တဲ့နေ့မှာမွေးကဉ္ဏ်ဖြစ်နေလိုက်ထွက်တယ်တတိယကံမှာတိထိ6ထိရဲ့အောက်က636ဆိုတဲ့ကဉ္ဏ်ဒီ6ခါကိုးပရိရဲ့တပွဲကျော်ကိုကြားတယ်ကြားပြီးတော့မှသူ့ရဲ့ဆောင်မှာရှိတယ်684ဆိုတဲ့ကဉ္ဏ်ဒီဒါ2025မှာမွေးကဉ္ဏ်ဖြစ်နေကြမယ်ဆိုပြီးတော့ဒါဦးနေကနှစ်ဆမှာပြခဲ့တယ်ဒါကမွေးကဉ္ဏ်အကွက်ရှိမွေးကဉ္ဏ်လေးတွေကိုဒီဇိုင်ကနေပြပေးတာနော်နောက်တစ်မျိုးကကြတော့ဦးနေတို့ဒီမှာနော်အဲ့တော့ဒီသုံးလုံးပေါင်းခြင်းက ဒီတော့လောင်းချင်းကနောက်ပေါင်းက52နောက်တွဲလို့ကြာခဲ့လို့မို့ဒီနှလုံးခွန်ဒီတနေ့နှစ်နှစ်သုံးနှစ်မြောက်ထဲမှာခွန်ထိပ်စီးဒီသူနှစ်ချိန်ပဲကြာမှာဒီမှာတစ်ချိန်ဒီမှာတစ်ချိန်နှစ်ချိန်ကြာတယ်အဲ့နှစ်ချိန်ကြာပြီကနေငါးဖြစ်ချင်းကြောင့်ငါးဆိုတဲ့ကဏ္ဍဒီဒီနှလုံးခွန်ကြောင့်ခုနှစ်လုံးကြာမှာငါးဒီဒီမှာတစ်လုံးနှစ်လုံးသုံးလုံးလေးလုံးငါးလုံး၆လုံးခုနှစ်လုံးငါးဒီခုနှစ်လုံးကြာတယ်နော်ဒုတိယကတ်မှာဒီ၃လုံး6နောက်ပေါင်း6 68နောက်တွဲလို့ဖြစ်လို့ဒီနှလုံး8ကြောင့်တစ်နှစ်နှစ်နှစ်သုံးနှစ်မှာ8ရက်စီတစ်နှစ်လုံးမှာနှစ်ချိန်ပဲထွက်တယ်ထွက်ပြီကနေဒီဘက်နှစ်မှာ ဒီ6ဒီ8လုံးကြမှာเนาะ6က8လုံးကြမှာဆိုတော့ဒီမှာ2လုံး4လုံး6လုံး9လုံး8လုံးမရှိတော့ဘူးเนาะဟုတ်ပြီဒါဆိုရင်နှဲ့တို့ဒီတတိယကတ်မှာဒီ3လုံးပေါင်းချင်းခွန်နောက်ပေါင်းခွန်87နောက်တွဲလို့ကြလို့ဒီနှလုံး6ကြောင့်တနည်းနှစ်နှစ်3နှစ်မြောက်မှာ6ထိပ်စီရလဲဒီမှာတစ်ချိန်နှစ်ဆမှာတစ်ချိန်နှစ်ချိန်မဲကြရတယ်6ထိပ်ဒီနှစ်ချိန်ကြလို့မို့ဒီဒီ3လုံးခွန်နောက်ပေါင်းခွန်ခွန်လို့ဖြစ်ခဲ့လို့ခွန်ဒီဒီဘက်နှစ်မှာ6လုံးကြမယ်ဆိုပြီးတော့ဒါဦးနိုင်ကပြောခဲ့တယ်ခွန်6လုံးကြမယ်စနေထဲမှာခွန်ဒီအခုဒီမှာ2လုံး3လုံး5လုံး 6လုံး9လုံးเนาะ9လုံးဆိုဒီနားမှာတလုံးကြတယ်ဆို10လုံးအဒီမူရသည်ဒါခွန်ကတလုံးကျန်ဒါဒီမူရခွန်တလုံးကျန်တယ်အဲ့ဒီမှာငွေကနန်းကဘာဖြစ်လာလဲဆိုတော့ဒီ3လုံးငါနောက်ပေါင်းက51လို့ဖြစ်လို့ဒီကနန်းဒီလေးနှစ်ခွန်ဆိုတဲ့ကနန်းဒီတနေ့နှစ်နှစ်၃နှစ်၄နှစ်မြောက်မှာလဲလိုက်ချွတ်တယ်တွေ့ရနောက်တစ်နှစ်မှာလဲလိုက်ချွတ်တယ်ဒုတိယကမှာဒီလို6နောက်ပေါင်း6 61လို့ဖြစ်လို့၄၄တဆိုတဲ့ကနန်းဒီတနေ့နှစ်နှစ်၃နှစ်၄နှစ်မြောက်မှာလဲထွက်တယ်နောက်တစ်နှစ်မှာလဲလိုက်ချွတ်တယ်ဒါဆိုရင်အဲ့နောက်ခုဒီမှာဒီ3လုံးခွန်နောက်ပေါင်းခွန်51လို့နောက်တော့ဖြစ်ခဲ့လို့ လေးတုံညာလေးဆိုတဲ့ကညာဒီတနေ့နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်မှလည်းလိုက်ထွက်တယ်သူရဲ့နောက်တဲ့နှစ်မှလည်းလိုက်ထွက်ရမယ်ဆိုပြီးတော့ဒါလေးတုံညာလေးအာ68လေးအာငွေကနန်းနေခွန်ကိုလုံးကြမယ်ဆိုတဲ့စနစ်ကိုဒီမူရီကနေဦးနိုင်ပြခဲ့တယ်ပေါ့နော်ဒါကခွန်ကိုလုံးကြမယ်မူနော်ဟုတ်ပြီဒါဆိုရင်နောက်တစ်ခုကခွန်ကိုလုံးပြီးတော့ဒါခွန်10လုံးနော်ဒါကကျတော့ခွန်10လုံးကြမယ်ဆိုတဲ့စနစ်နဲ့ခွန်6ခွန်ငွေကနန်းနော်ခွန်6ခွန်မွေးကနန်းကိုဒီဘွဲမှာဥနေကကစားနေတာခွန်10လုံးကြမယ်ဆိုတဲ့စနစ်နဲ့ခွန်6ခွန်မွေးကနန်းဒီဒီဘွဲမှာသူကကစားမှာ 东乡人家，东乡内路都贴的，马德开始的。临安啊，啊，临安啊，都马贴的，那东前嘛，立马德开始的。上西里啊，西昌内路，啊，东前嘛，那你上边贴的，立马德开始的。东噶不？喏，东噶不西的。边啊没事啊，喏，你妈西来年啊，喏，二二月不？喏，那么六月头里就有人贴嘛，边啊？喏，阿喏，哎，有批生我贴来的。伊个人个你妈。那你上边给啥的？给啥的你东龙帮人写，你东龙古书啊里有嘛哪个？喏。 ဒီကနန်းကဒီမှာကစားတယ်ဒီ3လုံး6ဒီ3လုံး9လို့သူထည့်နော်ဒီကနန်းကလည်းဒီမှာအကွက် ရှိဖြစ်နေကစားတယ်ဒီ3လုံးပေါင်းချင်း6ကဒီလို9လို့ထည့်တယ်6နဲ့9နဲ့ကသူကအထောက်ရှုအဲ့ဒီလိုတွေကစားပြီးတာနဲ့အဲ့ဒီလိုတွေကစားပြီးတာနဲ့နော်6နဲ့9နဲ့လို့ကစားပြီးတာနဲ့သူ့ရဲ့ဒီနောက်တစ်နှစ်မှာနော်ဒီလို6ဒီလို9လို့ကစားပြီးသူ့ရဲ့နောက်တစ်နှစ်မှာခွန်ထိတ်စီးသည်တစ်ချိန်၂ချိန်၃ချိန်ပဲထွက်တယ်နော်ဒီမှာလည်းအဲ့လိုပဲဒီလို6ဒီလို9လို့ကစားလို့သူ့ရဲ့နောက်တစ်နှစ်မှာခွန်ထိတ်သည်၃ချိန်ပဲထွက်တယ် နော်ဒီမှာလဲဒီမှာရှစ်ဒီမှာကိုလို့ကစားလို့နောက်တစ်နှစ်မှာခွန်တိတ်စီးသည်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်ပဲထွက်တယ်ဟုတ်ပြီအဲ့ဒီလိုထွက်ပြီးတာနဲ့နော်ဂျားရဲဟာလေးတွေကလည်းကြော်လိုက်တော့မယ်နော်ဒီသုံးလုံးလေးနောက်ပေါင်းကိုအဲ့လိုကစားပြန်တယ်သူရဲ့နောက်တစ်နှစ်မှာခွန်ဆိုတဲ့ကဏ္ဍသည်တစ်လုံးနှစ်လုံးသုံးလုံးလေးလုံးငါးလုံး၆လုံး၇လုံး၈လုံး၉လုံးလို့ကိုလုံးပြီးတော့သူ့ရဲ့အောက်မှာဒီမှာတစ်လုံး၁၀လုံးလို့ကစားတယ်ခွန်၁၀လုံးကစားတယ်ဒါဆိုရင်ဒုတိယကတ်မှာလည်းဒီသုံးလုံးပေါင်းကြီး၄နောက်ပေါင်းကိုဒီဘက်နှစ်မှာခွန်သည်၁၀လုံးကစားမှာတစ်လုံးနှစ်လုံးသုံးလုံးလေးလုံးငါးလုံး၆လုံး 6လုံး9လုံး8လုံး9လုံး10လုံးကစားတယ်เนาะကဲကောင်းပြီเนาะဒီ3လုံးပေါင်း4နောက်ပေါင်း9လို့ကစားတယ်ကစားတော့ဒီဘက်နေမှာခွန်က10လုံးကစားမှဆိုတော့ဒါဦးနိုင်ကခုနရည်ပြခဲ့တာ8လုံးရှိပြီ8လုံးဆိုတော့ခွန်က2လုံးကျန်နေတယ်ကျန်နေတဲ့2လုံးကိုဦးနိုင်ကဒီဘက်မှာအပူအခွားဖြစ်နေကိုကစားလိုက်ရှင်တော့เนาะဘာဖြစ်လို့လဲဆိုတော့အဲ့ဒီခွန်10လုံးကစားတဲ့ နှစ်ထဲမှာခွန်ပူးဒီဒီမှာတပူးကြတယ်ဒီမှာတပူးကြတယ်ဒီမှာတပူးကြတယ်ခွန်ပူးဒီ၃ဘွဲပါဒုတိယကမ်းမှာလည်းခွန်ပူးဒီဒီမှာတပွဲကြတယ်ဒီမှာတပွဲကြတယ်ဒီအောက်မှာတပွဲကြတယ်ခွန်ပူးဒီ၃ဘွဲကြတယ်အဲ့တော့ဦးနေလို့ဒါနှစ်စာရပြောခဲ့တာနော်ခွန်ပူး၃နှစ်ဒီ2025မှာခွန်ပူးဒီ၃ခါကြမှာဒီမှာတစ်ခါကြပြီဒီမှာတစ်ခါကြပြီအဲ့တော့ခွန်ပူးကတစ်ချိန်ကျန်နေတာအဲ့တော့ခွန်ပူး၃ချိန်မှာဒီတစ်ချိန်ကိုတော့ဒါဦးနေရဲ့မန်ပါအဖွဲ့ဝင်မိတ်ဆွေတွေကိုတုံးခုန်ခုန်မွေးကနန်းလေးပေါ့နော်ဒါဦးနေလို့ဒါအောင်ခဲ့တယ်ပေါ့အဲ့တော့အခုကျန်နေတဲ့ခွန်ပူးကို ခုနကကစားလိုက်ရှင်တော့တာအဲ့တော့ဘယ်လိုကစားပါလဲရှင်တော့ပရမကတ်မှာဒီကနန်းကဒီကိုရွှေ့ပြီးတာ ਨੇ နော်သူနဲ့တိုင်ပင်ကွာဝေးတူတူမှာတုံညာခါတုံညာထိတ်လို့ကစားပြီးဒီမှာတုံညာပရိတ်ရိုက်တယ်ဒုတိယကတ်မှာလည်းတုံညာခါတုံညာထိတ်တုံညာပရိတ်ရိုက်တယ်တတိယကတ်မှာလည်းတုံညာခါတုံညာထိတ်တုံညာပရိတ်လို့ရိုက်တယ်အဲ့ဒီလိုတုံညာတွေထောက်ခဲ့တဲ့အတွက်နော်ဒီတုံညာဒီလိုတုံညာဒီလိုပရိတ်တုံညာလို့ထောက်ခဲ့လို့သူ့ရဲ့နောက်တစ်နှစ်မှာဘီမောင်းကုံတုံညာလို့ထောက်တုံညာလို့ထောက်ပြီးတာ ਨੇ နော်ဒီနောက်ပေါင်း၄၄ပါပါကိုပရိတ်လို့ကစားတဲ့အတွက်ဘီပုံစံ တုံညလို့ထောက်ပြီးတာနဲ့ကိုဖြစ်ရှင်ကြောင့်ကိုပရိတ်လို့ထောက်ပြီးတာနဲ့သူ့ရဲ့တပွဲကျော်ကခွန်အပူးနဲ့ကနာနော်ဒီကိုပရိတ်ကကိုပရိတ်လို့ထောက်ပြီးတာနဲ့သူ့ရဲ့တပွဲကျော်ကခွန်အပူးခွန်နဲ့ကနာခွန်သုံးခွန်ဒီဒီနေရာလေးကိုလာထွက်တယ်သူထွက်တော့မဲ့အချိန်မှာဒီသုံးလုံးပေါင်း၈ဒီသုံးလုံးပေါင်း၉လို့ဖြစ်ခဲ့တဲ့အတွက်ခါသုံးလုံး၈နောက်ပေါင်း၉လို့ဖြစ်တာရဲ့တပွဲကျော်မှာဒီကနန်းဒီဒီမှာလာထွက်တယ်ဒါပထမတစ်ကဒုတိယကမှလည်းအဲ့လိုပဲဒီကနန်းကဒီကိုရွှေ့တယ် တိုင်မြင်ကွာဝေးအတူတူမှာတုံညာခါတုံညာထိတ်တုံညာပရိတ်ရိုက်လို့သူ့ရဲ့နောက်တစ်နှစ်မှာဘူမောက်ကုံတုံညာလို့ဖြစ်တယ်တုံညာလို့ဖြစ်ပြီတဲ့နဲ့နောက်ပေါင်း9 9ပါပါပရိတ်တုံညာလို့ကစားတဲ့အတွက်ဒီတုံညာပရိတ်ကဒီနေရာမှာတုံညာပရိတ်လို့ခံပြရတယ်သူ့ရဲ့တပွဲကျော်မှာရှိတဲ့ခွန်နှလုံးပူးတဲ့ကနန်းဒီဒီနေရာကိုလာထွက်တယ်သူထွက်တော့မဲ့အချိန်မှာလေဒီတုံလုံးပေါင်းချင်းရှစ်ဒီတုံလုံးပေါင်းချင်း6ကြောင့်နော်ဒီခါတုံလုံးရှစ်နောက်ပေါင်း6လို့ဖြစ်တာရဲ့တပွဲကျော်မှာဒီကနန်းလေးဒီဒီမှာလာထွက်တယ်ပြဟုတ်ပြီဒါဆိုရင်ဦးနဲ့တို့ဒီတတိယအကမှာဒီကနန်းကလည်းဒီမှာထွက်ပြီးတုံညာခါတုံညာထိတ်ကြောင့်တုံညာပရိတ်လေးရိုက်ပြီး အဲ့လိုရိုက်ပြီးတာနဲ့သူ့ရဲ့နောက်တစ်နှစ်မှာဘီမောက်ကိုတုံညလို့လည်းသူကစားတယ်အဲ့လိုကစားတော့ဒီနောက်ပေါင်း6 6ပါဝါတိပရိတ်လိုကစားတဲ့အတွက်ဒီပရိတ်တစ်ကလည်းဒီနေရာမှာတိပရိတ်လိုထောက်တဲ့အတွက်သူ့ရဲ့တပွဲကျော်ကခွန်6ခွန်ဆိုတဲ့ကဏ္ဍီနော်ခွန်6ခွန်ဆိုတဲ့ကဏ္ဍီအခုနဲ့ငါဒီ2025မှာမွေးကဏ္ဍဖြစ်နေပြောခဲ့တယ်ပြောခဲ့တော့ဒီနေရာလေးကိုကစားချင်တော့တာဒီ၃လုံး၈ဒီ၃လုံး၉လို့ဖြစ်လို့ခါ၃လုံးပေါင်းချင်း၈နောက်ပေါင်း၉လို့ဖြစ်တာရဲ့တပွဲကျော်မှာဒီခွန်6ခွန်ဆိုတဲ့ကဏ္ဍကိုခွန်6ခွန်လို့ဒါအခုနဲ့ငါထည့်ချင်တာ ါကဒီ line နဲ့ကနေပြီးတော့စနစ်တစ်မျိုးယူပြ။ကောင်းပြီ။နော်။ဒါဆိုရင်ဒီမှာရှိတဲ့ခွန်အပူခွားကဏ္ဍဒီမှာထည့်တဲ့အချိန်မှာ၃လုံး၈နောက်ပေါင်းကိုတပွဲကျော်ကိုထည့်တယ်။ဒီမှာရှိတဲ့ခွန်အပူကဏ္ဍဒီမှာထည့်တဲ့အချိန်မှာ၃လုံး၈နောက်ပေါင်းကိုရဲ့တပွဲကျော်ကိုထည့်တယ်။ဒီမှာရှိတဲ့ခွန်အပူကဏ္ဍကိုဒီမှာထည့်တော့မယ့်အချိန်မှာ၃လုံး၈နောက်ပေါင်းကိုရဲ့တပွဲကျော်ကိုထည့်လိုက်တယ်လို့။ဒါပထမတမှု။ဟုတ်ပြီနောက်တစ်ခုခုနဲ့ဗာပြောခဲ့လေဆိုရင်ဒီမှာခွန်ထိပ်စီးဒီနေ့ထဲမှာ၃ငါကြမယ်လို့ကစားခဲ့တယ်။ခွန်ထိပ်စီး၃ငါကြတော့မယ့်အချိန်မှာနောက်ပိတ်ဆုံးကြတဲ့ ခွန်ထိပ်ပြီးခွန်တုံညာရှိအဲ့ဒီခွန်တုံညာရှိကလည်းအဲ့ဒီနေမှာဒီမှာလိုက်ထွက်တယ်သူထွက်တော့မဲ့အချိန်မှာ၅ပရိတ်လိုပုံတည်ခံမဲ့63လိုခွာတယ်ခွာရရဲ့မြင်းကုန်မှာထွက်တယ်ဒုတိယကမှာလည်းအဲ့လိုပဲခွန်ထိပ်စီ၃ကကြားတယ်ဒီခွန်၆တစ်ဆိုတဲ့ကဏ္ဍဒီအဲ့ဒီနေတဲ့မှာလိုက်ထွက်တယ်ထွက်တော့မဲ့အချိန်မှာလည်း၅ပရိတ်ပုံတည်ခံတယ်63လိုခွာတယ်ခွာရရဲ့မြင်းကုန်ကိုထွက်တယ်ဒါဆိုရင်ဦးနဲ့တို့ဒီမှာဒီနေတဲ့မှာခွန်ထိပ်စီဒီတစ်ချိန်၂ချိန်၃ချိန်လိုသူထွက်တယ်၃ချိန်ထွက်တယ်ဆိုတော့ဒီ၃ကမှာဒီနောက်မိတ်ဆုံးပရမကတ်မှာတော့နောက်ဆုံးခွန်ထိပ်ကဏ္ဍနေထွက်တယ် အဲ့ဒီခုသုံးကန်းမှာ तू ကနောက်ဆုံးကန်းထွက်မယ်ဆိုရင်ခွန်ရှိခွန်ဆိုတဲ့ကန်းန်းဒီငါးပရိတ်လို့ထောက်တယ်62တိလို့ခွာတယ်ဒီနေရာကိုထွက်လို့ရတယ်အဲ့တော့ခွန်ရှိခွန်ပဲထွက်မှာလားနော်ဒီခွန်ခွန်ချောင်းငါးပဲထွက်မှာလားခွန်ချောင်းခွန်ပဲထွက်မှာလားဒီခွန်ထိတ်၃ချိန်နေရာ၃ချိန်ထွက်ရမယ်အကယ်၍ तू လှည့်မယ်ဆိုရင်ကတော့ခွန်ချောင်းခွန်လည်းထွက်လို့ရတယ်ခွန်ချောင်းငါးလည်းထွက်လို့ရတယ်ခွန်ရှိခွန်လည်းထွက်လို့ရတယ်နော်အဲ့တော့ဦးနိုင်ကတော့ဒါခွန်ရှိခွန်နဲ့ခွန်ချောင်းငါးကိုမရွေးတော့ဘူးပေါ့နော်မရွေးတော့ပဲနဲ့ဦးနိုင်ကတော့ဒါခွန်ချောင်းခွန်ဆိုတဲ့ကန်းန်းလေးကိုပဲ ီပွဲမှာကြိုက်တဲ့အတွက်ကိုဒါဒီဒီစိုက်ခဲကနေပြီးတော့ထည့်ပေးလိုက်တယ်ကြိုက်တဲ့မိတ်ဆွေတွေကအားထုတ်လိုက်နော်အဲ့တော့ခွန်ရှိခွန်နဲ့နော်ခွန်ရှိခွန်နဲ့ခွန်ချောင်းငါးကိုလည်းကြိုက်တဲ့မိတ်ဆွေတွေကထိုးလိုက်ပါဒါဥနိုင်ရဲ့ member card ထဲမှာဒီကနန်းလေးတွေထည့်ပေးထားတဲ့ကနန်းလည်းရှိတယ်မထည့်ဘဲနဲ့ထားတဲ့ကနန်းလည်းရှိတယ် member အဖွဲ့ဝင်တွေလည်းကြိုက်ရင်ထိုးလိုက်ပေါ့ဗျာနဲ့ဟုတ်ပြီဒါကခွန်ဆယ်လုံးမှုနဲ့ပတ်သက်ပြီးတော့ခွန်ချောင်းခွန်ကိုပြတဲ့စနစ်ကိုဒါချပြလိုက်နော်အဲ့တော့ဒီစနစ်ထဲမှာကကြတော့ဒါနှစ်စာတွေကဥနိုင်ပြောခဲ့တယ်၃၅၄ခွန်ပတ်လေအာမွေးရမယ် ဒီမူထဲမှာခွန်ဆိုတဲ့ကဏ္ဍဒီစက်နှလုံးကြမယ်ဆိုပြီးဦးနိုင်ပြောခဲ့တာအကျေတော်ဝင်တော့ဦးနိုင်ရှင်းမပြတော့ဘူးနော်အဲ့တော့ကိုထိတ်ကိုခါဒီသုံးလုံးကိုလို့ဖြစ်တယ်။တုံညာထိတ်တုံညာခါဒီသုံးလုံးကိုလို့ဖြစ်တယ်။တစ်ထိတ်တစ်ခါဒီသုံးလုံးတေးလို့ဖြစ်တယ်။နော်ကိုတုံညာတစ်ကိုတိုင်ပင်ကိုတည်လိုက်တယ်။တည်ပြီးတာနဲ့တကယ်သူလက်တိုင်ပင်ကွာဝဲတူတူမှာဒီသုံးလုံးပေါင်းချင်း6လို့ဖြစ်ပြီးတာနဲ့140ပတ်လဲကြားတယ်။သူရဲ့နောက်တဲ့နှစ်မှာ140ပတ်လဲကြားမယ်။ဒီသုံးလုံးပေါင်းချင်း6လို့ဖြစ်တာနဲ့1တုံညာလေးပတ်လဲကြားတယ်။သူရဲ့နောက်တဲ့နှစ်မှာ2တုံညာလေးပတ်လဲကြားတယ်။ နော်အဲ့တော့ဒီသုံးလုံးပေါင်းခြင်း6လို့ဖြစ်လို့တစ်တုံညာလေးပတ်လေကြာပြီဒီ2လေးတုံညာဆိုတဲ့ခဏပတ်လေကြာရအောင်မယ်ပေါ့ဒါလည်းမလာသေးဘူးနော်ကြာကြမယ်ဆိုရင်ထိုးလို့ရတယ်အဲ့ဒီတော့အဲ့ဒီနှစ်ထဲမှာသူကဘာလို့လေးကစားခဲ့တာလဲဆိုတော့ဒီတရားလေးတွေပတ်လေကြာပြီနဲ့သူရဲ့နောက်တစ်နှစ်မှာခွန်ဆိုတဲ့ခဏန်းဒီဒီမှာတစ်လုံးနှစ်လုံးသုံးလုံးလေးလုံး၅လုံး၆လုံး၇လုံး၈လုံး၉လုံး10လုံး17လုံးနော်17လုံးဒီမှာ12လုံးမရှိတော့နော်ဟုတ်ပြီဒါဆိုရင်နဲ့တို့ဒီမှာတိလေးတုံညာပတ်လေကြာပြီသူရဲ့နောက်တစ်နှစ်မှာခွန်ဆိုတဲ့ခဏန်းဒီတစ်လုံးနှစ်လုံး 3လုံး4လုံး5လုံး6လုံး9လုံး10လုံး11လုံး12လုံး12လုံးအတိအကျထွက်တာပေါ့နော်ကောင်းပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာတစ်တုံညာလေးဆိုတဲ့ကနံပါတ်လေးကြာပြီပြီသူရဲ့နောက်တဲ့နှစ်မှာခွန်က12လုံးထွက်မှာဆိုတော့အခု7လုံးထွက်ပြီ7လုံးထွက်ပြီဆိုတော့ခွန်ကဒီစနေတရနေ့4လုံးကျင်ခွန်က၄လုံးကျန်တယ်ပေါ့နော်ခွန်၄လုံးကျန်တဲ့အတွက်ကိုခွန်အပူခွန်နဲ့ကဏ္ဍတစ်ခွက်ကိုခွန်၆ခွန်ဆိုတဲ့ကဏ္ဍထည့်ပစ်လိုက်တယ်ပြန်ကြကဏ္ဍကြိုက်တဲ့မိတ်ဆွေတွေညနှစ်နှစ်ခွန်ကိုပြီးခဲ့တဲ့အပတ်ကလိုက်ထဲမှာလည်းပြခဲ့တယ် နှစ်နှစ်ခုပြန်ရနိုင်ပတ်သက်ပြီးတော့ဦးနိုင်အချိန်လေးတွေငဲကွက်ပြီးတော့ပြမပြီးတော့ဘူးเนาะအဲ့တော့ကောင်းပြီဒီ control ခွန်နဲ့ပတ်သက်ပြီးတော့เนาะ control ခွန်နဲ့ပတ်သက်ပြီးတော့ဘာကြောင့်ဒီကနန်းလေးကိုရွှေ့ရလဲဆိုဒီဘွဲမှာဦးနိုင်ဘူဘရိတ်ရှိတယ်ပေါ့เนาะဒီဘူဘရိတ်လေးကိုဒါဦးနိုင်ဒါပြပေးမယ်ဘူဘရိတ်တွေကအများကြီးရှိတယ်အဦးနိုင်ကစားနေကြဒီဦးနိုင်ရဲ့ line နဲ့ကနေပဲဦးနိုင်စီနီယာကစားွက်လေးကိုကစားပြမှာပေါ့เนาะနှစ်လေးရှိလို့သူခွေလိုက်တာ နှစ်လေးရှိလို့ခွေပြီးတာနဲ့နှစ်နှစ်ချားပြီးတာနဲ့ဒီသုံးလုံးပေါင်းကရှေးပေါင်းကနောက်ပေါင်းကအဲ့ဒီငါးဒီငါးပရိလို့သူကစားတယ်အဲ့လိုကစားပြီးတာနဲ့ဒီကနန်းလေးလုံးပေါင်းခြင်းဒီနှစ်ကြောင့်ဒီနေရာမှာပရိနှစ်လို့ရိုက်တယ်တစ်နှစ်ချားတယ်တိုင်ပင်ကွာဝေးအတူတူပဲနှစ်လေးရှိလို့ပြန်ခွေတယ်ခွေပြီးတော့နှစ်နှစ်ချားတယ်သုံးလုံးပေါင်းကနောက်ပေါင်းကနော်သုံးလုံးပေါင်းကရှေးပေါင်းကနောက်ပေါင်းကလို့ထည့်တယ်ထည့်ပြီးတာနဲ့ငါးပရိလို့သူကစားတယ်ကစားပြီးတာနဲ့ဒီကနန်းလေးလုံးပေါင်းခြင်းတစ်ကြောင့်ပရိတစ်လို့သူရိုက်တယ်ချားတယ်မှာတစ်နှစ်ချားတယ်နှစ်လေးရှိလို့ပြန်ခွေတယ် နှစ်နှစ်ချားတဲ့၃လုံးပေါင်းက၈ပေါင်းကနောက်ပေါင်းကပရိ၅လို့ရိုက်ပြန်တဲ့၄လုံးပေါင်းချင်းဒီပထမနှစ်ဒုတိယတစ်ခုတတိယတုံညာလို့ကစားတဲ့တော့ဘူးဒီနေရာမှာဒါတုံညာပရိလို့ဒါဦးနဲ့ကစားမှာတုံညာပရိဆိုတော့ခုနပြောခဲ့တဲ့ခွန်ချခွန်ပေါ့ဗျာနော်ကဲကောင်းခွန်ခွန်မွေးကနေကိုဒီအချိန်မှာကစားမယ့်ဟာကိုဦးနဲ့ပြမှာဒီဆိုင်ကနေပြီးတော့ဒါဦးနဲ့တို့ဒါနှစ်နှစ်ခွန်နော်နှစ်နှစ်ခွန်ဆိုတဲ့ကနေမွေးဆိုင်အောင်ရတဲ့ဆိုင်ပေါ့နော် ဲ့တော့သူကဖြစ်စဉ်ကဘယ်လိုလာလဲဆိုတော့ဒီ၃လုံးပေါင်း၉ကိုဒီ၃လုံးပေါင်း၉လို့ကစားတယ်၉လို့ကစားပြရတယ်ဒီ၉ရဲ့၆ရဲ့၄ရဲ့ဒီ၉အဲ့၉၆၄ဆိုတဲ့ကနန်းဒီနော်သူရဲ့နောက်တဲ့နှစ်မှာ၃ညခါ၂ကြိမ်ရတယ်၃ညခါ၂ကြိမ်ကြာပြီးတာနဲ့အဲ့၉၆၄ဆိုတဲ့ကဏ္ဍဒီသူရဲ့နောက်တဲ့နှစ်မှာမွေးကဏ္ဍအဖြစ်နဲ့လိုက်ထွက်တယ်ထွက်ပြီးတော့သူရဲ့နောက်နောက်နှစ်၂ကြိမ်မှာနောက်၂ကြိမ်မှာကိုးပရိလို့ကစားတယ်ဒါပထမတကက်ဒုတိယကမှလည်းဒီ၃လုံး၉ဒီ၃လုံး၉၈ရဲ့၅ရဲ့၆ရဲ့၉အဲ့လိုကစားပြီးတော့၃ညခါ၂ကြိမ် တမ်းမြင်กว่าဝေးတူတူမှာထည့်တယ်ထည့်ပြီးတော့နောက်တစ်နှစ်မှာငါဒီထားခဲ့တဲ့ငါရှိချောက်တဲ့ကဏ္ဍမွေးကဏ္ဍကစားတယ်ကစားပြီးသူ့ရဲ့နောက်တစ်နှစ်နှစ်ချိန်မှာကိုပလေးလို့သူရိုက်တယ်ဟုတ်ပြီဒါဆိုရင်အဲ့နောက်ဒီမှာဒီသုံးလုံးပေါင်းကိုဒီသုံးလုံးကိုခွန်ရဲ့၄ရဲ့ရှိရဲ့ကိုတုံညာခါးဒီနှစ်ချိန်တမ်းမြင်กว่าဝေးတူတူမှာကစားတယ်ကစားပြီးတော့ဒီခွန်လေးရှိဆိုတဲ့ကဏ္ဍဒီသူ့ရဲ့နောက်တစ်နှစ်မှာမွေးကဏ္ဍဖြစ်နေထွက်တယ်ထွက်ပြီးတော့မှနှစ်ချိန်မြောက်မှာသုံးတုံညာချောင်းအောင်ဆိုတဲ့ကဏ္ဍဂရိတ်ကိုရိုက်တယ်ရိုက်တော့ကောင်းပြီအဲ့ဒီစနစ်ထဲမှာနော်မွေးကဏ္ဍတစ်ခွက်ပေါ့ နှစ်နှစ်ခုဆိုတဲ့ကဏန်းကိုဒါမွေးကဏန်းတကွယ်အောင်သွားတာလေးပြီးတုံညာပရိတ်ပုံသေးခံနဲ့ရှစ်ထိပ်လိုရိုက်တယ်။ရိုက်ပြီးကြတယ်အဲ့ဒီတုံညာပရိတ်ခံခဲ့လို့ဒီနေရာမှာတုံညာထိပ်လိုထောက်တယ်ထောက်ပြီးတော့ခွန်းခွန်းခွန်းလို့ခွန်းတုံးလုံးကွေးလိုက်တဲ့ဒီပရိတ်တကဏန်းဒီ၆ခွန်းရှစ်ဒီမှာလာထွက်တယ်။ဒုတိယကမ်းမှာလည်းတုံညာပရိတ်ခံနဲ့ရှစ်ထိပ်လိုထောက်တယ်တုံညာထိပ်လိုထောက်တယ်တိုင်မင်ကွာဝေးအတူတူတွေပဲနော်ပြီးကြတယ်ဒီမှာ၄၄၄လို့ဖြစ်လိုက်တယ်ဒီပရိတ်တကဏန်းဒီ၃၄၄ဆိုတဲ့ကဏန်းဒီမှာလာထွက်တယ်နော်တတိယကမ်းမှာလည်းတုံညာပရိတ်ထောက်တယ်ရှစ်ထိပ်ထောက်တယ် တုံညပိတ်ကြောင်တုံညထိတ်လို့ထောက်တယ်ခွန်းခွန်းခွန်းလို့ပွေးလိုက်တဲ့ဒီတိပရိကဏ္ဍဒီဒီနေရာမှာဒါမွေးကဏ္ဍဖြစ်နေပြီအောင်ခဲ့အောင်ခဲ့တော့အဲ့စနေထဲမှာသူကဘာတီကြံခဲ့လေဆိုတော့နော်ဘာတီကြံခဲ့လေဆိုတော့ကောင်းပြီဒါဆိုရင်ဒီကိုးပရိရဲ့ဒီဘက်နှစ်မှာပရိလေးငါးထစ်လေးနဲ့ငါးနဲ့ကိုးလို့ဖြစ်တာနဲ့သူ့ရဲ့တပွဲကျော်က၈သုံး၈ဆိုတဲ့ကဏ္ဍဒီအဲ့ဒီနေထဲမှာသူကဒဲလိုက်ထွက်တယ်နော်ကောင်းပြီဒါဆိုရင် ဒီ၉ပရိတ်ဒီဘက်နှစ်မှာနော်၄ပရိတ်၅ထိပ်လို့ပုံစံထောက်တယ်၄ပရိတ်၅ဒီ၉လို့ဖြစ်တဲ့အတွက်သူ့ရဲ့တပွဲတော့၉လေး၈ဆိုတဲ့ကဏ္ဍဒီအဲ့ဒီနှစ်ထဲမှာတက်ထွက်တယ်နော်ဟုတ်ပြီဒါဆိုရင်ဒီ၉ပရိတ်လို့ဖြစ်တဲ့အတွက်ဒီဘက်နှစ်မှာ၄ပရိတ်၅ထိပ်ပုံစံ၉လို့ထောက်တယ်သူ့ရဲ့တပွဲကျော်က၇၆ခုဆိုတဲ့ကဏ္ဍဒီနှစ်နှစ်ခုအောင်ခဲ့တဲ့အတွက်၇၆ဒီ၄ချိန်ပဲရှိတော့တာတက်ထွက်ရမယ်ထွက်မယ်ဆိုတော့တော့ဘယ်အချိန်မှထွက်မှာလဲတော့ဒီချိန်မှထွက်ရှင်တာပေါ့နော်ရှေးပေါင်း၆ဒီ၃လုံးပေါင်း၃ညရှေးပေါင်း၆ဒီ၃လုံးပေါင်း၃ညရှေးပေါင်း၆ဒီ၃လုံးပေါင်း၃ည ရှေပေါင်း6ဒီသုံးလုံးပေါင်း3ညလို့ဖြစ်တယ်။အဲ့လိုဖြစ်ပြီးတာနဲ့ဒီ3ညပရိတ်3ညဒီလို3ညဒီ6ပရိတ်6ဒီလို6ဒီ8ပရိတ်8ဒီလို8ဒီ9ပရိတ်9ဒီလို9 3ည6 8 9ဆိုပြီးသူကတန်းပြင်တဲ့တယ်။တဲတော့ကောင်းပြီဒါဆိုရင်ပထမကတ်မှာဖြစ်စဉ်ကိုအဲ့လိုတဲလိုက်တယ်တဲပြီးတာနဲ့ဒီနှလုံးပေါင်းရှေပေါင်း6ရဲ့ဒီဘက်တနည်းနည်း3နည်း၄နှစ်မြောက်ပေါ့နော်တနည်းနှစ်နှစ်၃နှစ်၄နှစ်မြောက်မှာနောက်ပေါင်းချင်း၈၈ပါပါဒီသုံးလုံး၃လို့ထည့်မယ်နောက်ပေါင်း၈၈ပါပါ၃လို့ထည့်တာရဲ့ဒီအောက်ကဒီကနန်း လေး30ဆိုတဲ့ကញ្ញန်ဒီတနည်းနှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ခြောက်နှစ်မြောက်မှာအကွက်ရွှေ့ဖြစ်နေလိုက်ထွက်တယ်သူထွက်တော့မဲ့အချိန်မှာဒီတုံညာပရိတ်တုံညာတုံလုံးတုံညာရောက်နောက်ထောင်တုံလုံးပေါင်းတုံညာလို့ဖြစ်ပြီးတော့မှဒီကញ្ញန်ကဒီမှာလာထွက်တယ်ဒါပထမတစ်ကတ်ဒုတိယကတ်မှာရှင်းပေါင်း6တနည်းနှစ်နှစ်သုံးနှစ်လေးနှစ်မြောက်မှာနောက်ပေါင်း8ရှစ်ပါပါဒီတုံလုံး3လို့ဖြစ်လို့သူ့အောက်ကကញ្ញန်ဒီတနည်းနှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ခြောက်နှစ်မြောက်မှာအကွက်ရွှေ့ဖြစ်နေလိုက်ထွက်တယ်ထွက်တော့မဲ့အချိန်မှာဒီကိုဒီကိုဒီလိုကိုလို့ဖြစ်လို့နောက်ထောင်တုံလုံးကိုလို့ဖြစ်တာရဲ့ဘေးမှာပဲလိုက်ထွက်တယ် ခုတတိယအကမှာရှေးပေါင်း6တနည်းနည်းသုံးနည်း၄နည်းမြောက်မှာနောက်ပေါင်းရှေးအရှိပောင်ဝါဒီလို့၃လို့ကစားပြီးတော့၃ညာ၃ညာ၈ဆိုတဲ့ကဏ္ဍဒီတနည်းနည်းသုံးနည်း၄နည်း၅နည်းမြောက်ထဲမှာသူဒီမှာလိုက်ထွက်တယ်ထွက်တော့မဲ့အချိန်မှာဒီ၈ဗရိရှိဒီလို၈ကြောင့်နောက်ထောင်၃လုံး၈လို့ဖြစ်တယ်ပြီးမှာပဲလုံးဝလှလှပပတိတိကြကြကိုသူကစားခဲ့တယ်ဟုတ်ပြီဒါဆိုရင်ခုစရုပ်ထအကတ်မှာနောက်ပေါင်းရှေးပေါင်း6လို့ဖြစ်ခဲ့လို့တနည်းနည်းသုံးနည်း၄နည်းမြောက်မှာနောက်ပေါင်း8ရှစ်ပေါင်းမှာ3လို့ကစားခဲ့တဲ့အတွက်သူ့အောက်က96ခုဆိုတဲ့ကဏ္ဍဒီ တနေ့နှစ်နှစ်သုံးနှစ်လေးနှစ်နော်ကိုစောက်ခွန်ဆိုတဲ့ကောင်ကဒီ1နှစ်3 4 5 6နှစ်မြောက်မှာနော်ထွက်တော်မဲ့အချိန်မှာငါးနှစ်ချာပြီးထွက်တော်မဲ့အချိန်မှာဒီတုံးလုံးခွန်ဗရိတ်ခွန်ဒီလိုခွန်လို့ဖြစ်လို့ဒီကနန်းဒီဒီနေရာကိုထွက်တော်မဲ့အချိန်မှာနောက်ထောင်တုံးလုံးဒီခွန်လို့ဖြစ်တော့ဒီနေရာလေးကိုဒါဦးနေကထွက်ရှင်တာနော်အင်မတန်ကောင်းပါတယ်နောက်ပေါင်း၈ ဒီလို၃၈၃လို့ပုံစံဖြစ်တာရအောက်ကကနန်းဒီဒီနေရာတနည်းနည်းနည်း၃နည်း၄နည်း၅နည်း၆နည်းမြောက်၆နည်းမြောက်ကိုထွက်မဲ့အချိန်မှာတုံညာဖြစ်ခြင်း၃ချက်ကြောင့်နောက်ထောင်တုံညာဖြစ်ပြီးတော့မှထွက်တယ်နောက်ပေါင်းရှင်ဒီလို၃လို့ဖြစ်တာရအောက်ကဒီကနန်းတနည်းနည်းနည်း၃နည်း၄နည်း၅နည်း၆နည်းမြောက်ကိုထွက်တော့မဲ့အချိန်မှာ၉ဖြစ်ခြင်း၃ချက်ကြောင့်နောက်ထောင်၃လုံး၉လို့ဖြစ်တာရဘေးမှာထွက်တယ်နောက်ပေါင်းရှင်ဒီလို၃သူ့အောက်ကကနန်းတနည်းနည်းနည်း၃နည်း၄နည်း၅နည်း၆နည်းမြောက်မှာထွက်တော့မဲ့အချိန်မှာ၈ဖြစ်ခြင်း၃မျိုးကြောင့်နောက်ထောင်၃လုံး၈လို့ဖြစ်တာရဘေးမှာထွက်တယ်နောက်ပေါင်းရှင်ဒီလို၃သူ့အောက်ကကနန်း တနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်၆နှစ်မြောက်မှာထွက်တော့မယ့်အချိန်မှာခွန်ဖြစ်ခြင်းသုံးမျိုးကြောင့်နောက်ထောင်သုံးလုံးရတဲ့ခွန်လို့ဖြစ်တဲ့ဒီမှာဒါဦးနဲ့ကထွက်လိုက်ချင်တော့တာပေါ့နော်အေးအဲ့တော့ခွန်ရှောက်ခွန်နဲ့ပတ်သက်ပြီးပြမယ်ဆိုနောက်ထပ်ကို၅မျိုးလောက်ကြံသေးတယ်ဗျာနော်ဒါဦးနဲ့လည်းအချိန်ကုန်ငဲကွက်ပြီးတော့ဒါမပြတော့ဘူးပေါ့နော်အေးအဲ့တော့ခွန်ရှောက်ခွန်ကြိုက်တဲ့မိတ်ဆွေကခွန်အပူနဲ့ဒီကနေ့လေးကိုပို့ထိုးလိုက်ပါဒါမှမဟုတ်ရင်ခွန်ထေစီ၃ကကြာရမယ်စနေသေးကခွန်၆ခွန်ခွန်၈ခွန်ခွန်၆ကနော်ကိုကြိုက်တဲ့ဟာကိုရွေးထုတ်လိုက်ပေါ့နော်ဒီအားလုံးလည်းဦးနိုင်ရဲ့မိတ်ဆွေတွေ နော်တက်စီကျမ်းမာချမ်းသာကြပါစေ2025ခုနှစ်ကျန်းအချိန်တွေများပါလေဦးနိုင်နဲ့အတူတူကန်တူလို့အကျိုးပေးပါစေလို့ဆုတောင်းရင်းနဲ့ဦးနိုင်ရဲ့ like လေးကိုခဏနေတင်လိုက်တော့မယ်ပေါ့နော်အဲ့တော့ဦးနိုင်နဲ့အတူတူပတုတာအော်နန်လေးတွေကိုလက်တွဲကျင်တဲ့မိတ်ဆွေတွေကအင်တာနက်ကိုတစ်ချိန်စာ2000ကျပ်နဲ့ပထမ6လစာ2000ကျပ်တနည်းစာ5000ကျပ်နဲ့လက်တွဲနိုင်နေပေါ့နော်အဲ့တော့တတိယလိုက်ကြိုင်ကတော့1တုံညာ5ဆိုတဲ့ကဏ္ဍနဲ့5တုံညာ3ဆိုတဲ့ကဏ္ဍလေးကိုဒါဦးနိုင်ဆက်ပြီးကြပြီးမှာပေါ့နော်ဒီအားလုံးပဲတန်ကောင်းကြပါသေးချာ